မင်္ဂလာပါရှင်ကျွန်မတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့ Wellmed LBA အကောင်းပြီးတော့သိတာထင်ရှားတဲ့ LBA အားနဲ့ရုံဝတ်ခြင်းနဲ့ update ကိုဖော်ပြပေးပါမယ်မိုးလေဝသတုတေတီ online ကတော့ April 9ရက်ဒီနေ့ မိုးလဲ2နာရီခွဲအချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါဗျာ။မနေ့6နာရီခွဲကနေနေ့လယ်12နာရီခွဲ6နာရီအတွင်းမြောက်ဘက်ကို17မိုင်နှုန်းခန့်ရွေ့ရှားမယ်လို့ဆိုပါရယ်။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကိုကတားမြို့ရဲ့တောင်ဘက်မိုင်600ကဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းမှာဗဟိုပြုလျက်ရှိတယ်လို့ဆိုပါရယ်။ ဗဟိုချက်အနီးဒေတိုင်တို့ကတော့တနအီကို28ဒသမ8မိုင်နှုန်းကန်ရှိပြီးတော့ဗဟိုဖျားက1800ဟက်တိုပါစကယ်ရှိနေပါတယ်။ကိုရဲနစ်မနက်7နာရီခွဲကထက်အနည်းငယ်ပြန်တက်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်တိတာထင်ရှားတဲ့အားကောင်းတဲ့လေပြင်းအားနဲ့ရှောင်းအပ်ဒိတ်ကိုလည်းထပ်မံဖော်ပြပေးပါမယ်။ ဝိလမတာတုတေတီအွန်လိုင်းကတော့ဧပြီလ9ရက်နေ့လယ်တနာရီခွဲချိန်မှာအခုလိုဖော်ပြခဲ့ပါတယ်။ဧပြီ17ရက်ညပိုင်းမှာအခုဖြစ်ပေါ်နေတဲ့ဘေရာပယ်လေကိုတောင်းပိုင်းအနောက်လယ်ပိုင်းကအားကောင်းတဲ့တိတာထင်ရှားတဲ့လီဘီအားနဲ့ရှဝွန်ဝမ်မတ်လိုပရက်ရှာအေရီးယားကတော့အိန္ဒိယနိုင်ငံဝိလမတာဌာန IMD ကဧပြီ9ရက်နေ့မှာထွက်လာတဲ့ထုတ်ပြန်ချက်အရပြောင်းလဲမှုမရှိဘဲမနေ့ကထုတ်ပြန်ချက်အတိုင်းရှိနေစေဖြစ်ပါတယ်။ IMD ရဲ့ထုတ်ပြန်ချက်အရဒီနေ့မနက်9:00နာရီကနေနောက်12:00နာရီအတွင်းမှာဘင်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းကတဆင့်မြောက်အနောက်မြောက်ဘက်ကိုဆက်ရွေးမယ်။နောက်24:00နာရီအတွင်းမှာတော့မြောက်အရှေ့မြောက်ဘက်ကိုချိုးကွေ့ပြီးတာနဲ့နောက်တစ်ရက်အတွင်းမှာတော့တဖြည်းဖြည်းအားလျော့သွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ECNWF NCEB GFS IMD GFS Border ရဲ့ခန့်မှန်းချက်အပါအဝင် Technical Detail တွေကိုတော့ရှင်းပြတော့လို့ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနပြီးတော့ ECMWF model ကြိုတင်ခံမဲ့ချက်အရလာမယ့်ဧပြီလ17ရက်ည10:00နာရီကမှဝမ်မတ် FBE ကတော့စစ်တွေအနောက်ဘက်130မိုင်ကအထိရောက်လာနိုင်တာကြောင့်အဲ့ဒီလေပြင်းအားနဲ့ရှောင်းဝင်းရဲ့ညာဘက်အချမ်းကမြန်မာနိုင်ငံမှာနေရာအနှံ့မိုးရွာနိုင်ပြီးတော့နေရာကွက်ပြီးမိုးများနိုင်မဲ့အခြေအနေလည်းတွေ့ရပါတယ်။ရခိုင်ကံရတက်လျှောက်တဲ့ ERA တိုင်းအနောက်ဘက်ကံယူတန်းဒေသတွေမှာလေမိုးပြင်းထန်နိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအလဲပိုင်းကငလျင်တန်တဲ့ဒေသတွေမှာတော့ဧပြီလ17ရက် ည10နာရီကနေနောက်24နာရီအတွင်းမိုးများပါမယ်။မိုးရွာသွန်းနိုင်မဲ့မိုးရေခြင်း24နာရီအတွင်း60မီလီမီတာ1.36လက်မထိရွာနိုင်တယ်လို့လည်းဆိုပါရယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်တွေမြောက်ဦးနဲ့မင်းပြားဒေသတွေမှာလည်းပဲအေဘလ17ရက်ည10နာရီကနေနောက်24နာရီအတွင်းမိုးများပါမယ်။ရွာသွန်းနိုင်တဲ့မိုးရေခြင်းဟာ38မီလီမီတာ1.46လက်မထိရွာနိုင်ပါမယ်။ကြံပြည်နယ်တိုင်းဒေသတွေမှာတော့မိုးနှဲငယ်ကနေအသင်းတင်ရွာနိုင်ကြောင်းခံမှန်းရပေမဲ့ရွေးရှောင်းဝင်ရောက်လာတဲ့မိုးတိမ်လမ်းကြောင်းနဲ့ထပ် င်ဝင်ကြတိုက်ဆိုင်ရင်တော့နေရာကွက်ပြီးမိုးများနိုင်တာလေပြင်းကျနိုင်မဲ့အခြေအနေတွေဖြစ်ပေါ်ပါမယ်။အထူးသတိပေးချင်တာကတော့ special one နဲ့တကူကငလျင်တန်တဲ့ဒေသတွေမှာနေထိုင်တဲ့ပြည်သူတွေနဲ့ကိုညီကယ်ဆယ်အလုပ်လုပ်နေကြတဲ့အဖွဲ့တွေအတွက်ပါပဲ။ရေပင်လေပင်မီးပင်နဲ့ငလျင်ပင်မတူပါဘူး။ရေပင်လေပင်မီးပင်ဆိုတာကမုံတိုင်းရေကြီးတာနဲ့မီးလောင်ပြီးသွားရင်ကယ်ဆယ်တွေကိုမြေကြီးပေါ်မှာချင်းနှချောင်းရေရုံဝန်ရက်တည်ပြီးအလုပ်လုပ်နိုင်တာပါ။ ငနေဘေးကတော့မြေကြီးထဲကမမြင်နိုင်တဲ့ပြောင်းလဲမှုတွေဖယ်ရှားရှင်းလင်းခြင်းမပြုရသေးတဲ့အဆောက်အုံတွေရဲ့တကယ့်ကိုကြီးမားတဲ့အန္တရာယ်ဖြစ်သွားနိုင်တာကြောင့်ခြေလမ်းတိုင်းမှာ safety belt ရှိကြဖို့မနုဿတုတေသိဝန်ထမ်းကသတိပေးခဲ့တာလည်းဖြစ်ပါလေရှင်။ဒါ့အပြင်အားကောင်းတဲ့လေပြင်းအားနဲ့ရုံဝတ်ခြင်းတွေကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဧပြီလ9ရက်နေ့ဒီနေ့မြန်မာစံတော်ချိန် ဝန်ရဲနှစ်နာရီချင်းထုတ်ပြန်တဲ့အားကောင်းသောလစ်ဖီအားနဲ့ရန်ဝန်ချင်းတွေကိုအောက်ပါတိုင်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာစံတော်ချင်းမွန်ရဲတနာရီခွဲချင်းတိုင်းထွာချက်တရဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလစ်ဖီအားနဲ့ရန်ဝန်ဝဲမန်တို့ပရက်ရှာအေရီးယားကဆက်လက်တည်ရှိပါတယ်။အဆိုပါအားကောင်းသောလစ်ဖီအားနဲ့ရန်ဝန်ကတော့နောက်၁၂နာရီအတွင်းမှာမြောက်ရွံ့ရွံ့ကုန်ရွေရှားပြီးတော့ဒီကားမှတဆင်မြောက်အရှိမြောက်ဘက်ကိုပြန်ကွက်ပြီးတော့နောက်၃၆နာရီအတွင်းမှာဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာတဖြည်းဖြည်းအားရမယ်လို့ခန့်မှန်းရပါတယ်။ ါတယ်။အဆိုပါအကောင်းသောလှည့်ဖြင့်အားနဲ့ရောင်ဝယ်ရအရှင်ကြောင့်ဒီနေ့မော်လယ်ကနေ12ရက်လေလ2025အတွင်းနေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရယာတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျဲကျဲကနေမိုးထချုံရွာပါမယ်၁၃ရက်လေးလ2025ကနေ၁၆ရက်လေးလ2025အတွက်မှာတော့နေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးမခွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီအိုင်တိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိစိကနေနေရာအနှံ့ပြားမိုးထချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာတော့နေရာကွက်ပြီးမိုးကြီးပါမယ်အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးထချုံတာမိုးကြိုးပြစ်တာလျှက်စီလက်တာမိုးသီးကျွေတာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝပေးရနေတွေဖြစ်ပေါ်နိုင်လို့အဆိုပါဒေသမှာရှိတဲ့ကုန်းမြေဒေသအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်ကို၎င်း မြင့်ငယ်ချောင်းရဲ့အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုအန္တရာယ်ကိုလည်းကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့အကြံပြုလာတာလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်ဧပြီလ9ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်နေ့လယ်2:28မိနစ်ချိန်ခန့်မှာတော့စကိုင်းတိုင်းရွှေဘိုအနောက်မြောက်ဘက်32ကီလိုမီတာကွာမြောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ၄ .8 စင်းနဲ့အင်အားအတင်းရှိတဲ့မြေနေတကူလက်မှန်လှုပ်ခတ်ခဲ့ပါရဲ့။စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်လည်းငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါရဲ့။ဆက်လက်ပြီးတော့လည်းအိန္ဒိယမိုးလ ူတာဌာနရဲ့9ရက်လေးလ2025ရက်နေ့ခံမှန်းချက်အရဘင်္ဂလားပင်လယ်တောင်ဘက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းအားနဲ့ရောင်လိုပရက်ရှာအေရိယာကတော့ယမန်နေ့ကမြောက်ဘက်ကိုဦးတည်ရွေးရှားခဲ့ပြီးတော့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာပုံမအားကောင်းသောလေပြင်းအားနဲ့ရောင်အဖြစ်ကိုဆက်လက်တည်ရှိပါရတယ်။အဆိုပါပုံမအားကောင်းသောလေပြင်းအားနဲ့ရောင်ကတော့လာမယ့်7နှစ်အတွင်းမှာမြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပါမယ်။ ဒီနောက်မှာတော့အေဘေလာ10ရက်က17ရက်အတွင်းမှာမြောက်ရှင်းမြောက်ဘက်ကိုလမ်းကြောင်းပြောင်းလဲသွားပြီးတော့ဘင်လားပင်လေကိုအလဲပိုင်းမှာတဖြည်းဖြည်းအားပြော့ပြက်ပြဲမယ်လို့ခန့်မှန်းထားပါရယ်ပုံမအကောင်းသောလှစ်ဖြစ်အားနဲ့ရုံရဲ့အရှင်ကြောင်းလာမဲ့24နာရီအတွင်းမှာတရဲနိုင်တိုင်းဒေသကြီးချင်းပြည်နယ်မှာနေရာစိစိနဲ့စကန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြောင်းမှုထက်ကြုံရပါမယ်ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတန်ရပါမယ်ငလျင်ဘေးသစ်ပြည်သူတွေအနေနဲ့မိုးရွာသွန်းတာနဲ့စိုက်စင်းလေပြင်းတွေတိုက်ခတ်တာမိုးတိုက်တောင်ဖြစ်ပေါ်တာတွေနဲ့အတူတော့နောက်ဆက်တဲ့ကျန်းမာ ရေးဆိုင်ရာအန္တရာယ်ကိုအထူးသတိပြုဖို့နဲ့အမိုးကကြိုတင်ပြင်ဆင်နိုင်ဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းနိုင်ငံတကာမူလဝတ္ထဌာနတွေရဲ့ကိုယ့်ရဲ့လေတာ2025ရဲ့နေခံမဲ့ချက်အရဒီနေ့မှာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရနိုင်တိုင်းမှာနေရာကျကျမိုးရွာသွားပါမယ်။ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာကွက်ပြီးမိုးတက်လေပြင်းနေကြရောက်ပါမယ်။မန္လေးတိုင်းနေပြီးတော့ကောင်းစီရခိုင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းမှာတော့တည်ယူတတ်ပြီးတော့ကြံသေးတာတွေမှာအများအပြားတာယာမဲလို့လည်းခံမှန်းခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းပဲအေဘလအကိုရဲ့နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာတိမ်အထစ်တွေကနေတည်တူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ဝရနဲ့မြဝချောပေါ်ဒေသတွေမှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအီကို7မိုင်ကနေ -10 ကန်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းအထစ်တွေရှိပါမယ်။တရိုင်းနိုင်ကန်ဝရနဲ့မိုးဒမကွေ့မှာလေဟာအရှိဘက်ကနေတနအီကို7မိုင်ကနေ -10 ကန်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းအထစ်တွေရှိပါမယ်။မိုးချင်တွေကတော့မန္တလေးတိုင်းဒေသကြီးတရိုင်းနိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်မှာနေရာစိတ်စိတ်မိုးတကြုံရွာသွန်းပြီးတော့ စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ခရနီပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာတော့နေရာကွက်ကြားမှုထစ်ကြုံရပါမယ်။ရောက်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးနဲ့မော်ပြည်နယ်မှာတရင်တင်တယ်ဖြစ်ထွန်းပါမယ်။နေဘူးချင်းတွေကတော့ရောက်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်မော်ပြည်နယ်မှာပုံမှန်အပူချိန်တက်မြင့်တက်ပါမယ်။မြို့ချင်းတွေကတော့ရောက်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ်ရှင် ဆက်လက်ပြီးတော့လည်းအေဘေလာဆင်ရဲ့အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်ချင်းတွေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာတိုင်တင်းတင်းကနေတည်ယူတတ်ပါတယ်။ပင်လယ်ပြင်ချင်းတွေကတော့သတင်းနိုင်ကမ်ရန်ရခိုင်ကမ်ရန်မြဝချက်ပေါ်ဒေသတွေနဲ့မုံတမောက်ွေမှာလေယာအနောက်အနောက်တောင်ဘက်ကနေတနအီကိုဆက်မှန်ကနေ -20 ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်းတဲ့ရှိပါမယ်။မိုးချင်းတွေကတော့သတင်းနိုင်တိုင်းနဲ့ချင်းပြည်နယ်မှာနေရာဆိုင်ဆိုင်မုတ်ထစ်ကြုံရွာပြီးတော့စကိုင်းတိုင်းဒေသကြီးမန်နီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြောင်မုတ်ထစ်ကြုံရွာပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာယာပါမယ်။နေဖို့ ချိန်တွေကတော့မကွေးတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊အေရောက်တိုင်းဒေသကြီး၊ဗိုးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်မှာပုံမှန်ပွင့်ချိန်ထက်မြင့်တက်ပါမယ်။မြို့ချိန်တွေကတော့မကွေးတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊အေရောက်တိုင်းဒေသကြီး၊ဗိုးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ်ရှင်။